အားလုံးပဲမင်္ဂလာပါများကောင်းဆက်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကုတင်ဆက်ပေးမယ်ရုပ်သံဗီဒီယိုဖိုင်တွေတော့နိုင်ငံအရေးထက်ဝဲတွေပဲစိတ်ဝင်စားနေတဲ့မြန်မာပြည်ကသူတွေအကြောင်းကိုတင်ပြလာတဲ့မျိုးသမီးတို့ရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာမျိုးသမီးအားအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးတဝေးပါပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ာနိုင်ငံလူတွေအများစုကလည်းအရေးမရအဖက်မရတဲ့ဟာတွေကိုတော်တော်စိတ်ဝင်စားကြတယ်နော်။မြန်လို့ကိုယ်နိုင်ငံမြန်မာနိုင်ငံကအခြေခံလူဒန်းစားတွေစစ်ခွေးလက်အောက်ခံမှာနေရတဲ့ပြည်သူအခြေခံလူဒန်းစားတွေရဲ့ဒုက္ခတွေဘဝမတရားပေါ်တန်တွေဆွဲခံပြီးမတရားစစ်မှုဒဏ်တွေခေါ်ပြီးမိသားစုတွေမှာ ဒီသားစုတွေမှာသားနှစ်ယောက်ယောက်ျားတစ်ယောက်သားသမီးတွေအားလုံးနဲ့၅ယောက်၆ယောက်ရှိတဲ့ထက်မှာ၃ယောက်လောက်ကပေါ်တာဆွဲခံနေရပြီးတော့ကြံတဲ့မိသားစုတွေဘလို့လောက်ကန်စားတောက်ပြီးရက်တိနေထိုင်ရမလဲလို့ဒုက္ခရောက်နေရတဲ့မိသားစုတွေအများကြီးဒီလိုတည်နေကြတော့ခမရလို့စိတ်ဝင်စားမှုမရှိဘူးစာနာစိတ်မရှိဘူးကိုချင်းစာစိတ်တွေမရှိဘူးလူစာနာစိတ်တွေမရှိကြဘူးဒါမျိုးတည်နေကြတော့ခမရတို့ကဖုံးအောင်လို့ထွန်းအောင်လို့ အရေးမရဖမရတနာမိုးတိမ်မင်းသမီးရဲ့ကိစ္စတွေကိုလနာယူမရနာယူကိစ္စတွေကိုပေါ်ရရှာပြီးတောင်းတောင်းပြပြပြီးလုပ်နေကြတယ်။အဲ့ဒီတနာမိုးတိမ်ဆိုတဲ့မင်းသမီးပတ်သက်နေတဲ့ရွှေမန်းဆိုတဲ့အကောင်ကလည်းမင်းအွန်လိုင်းသမီးခင်တိတိတက်မုံနဲ့စီဝါသူလုပ်နေတဲ့အကောင်စစ်တပ်ထောက်တိုင်းဘောမနော်ဒီစစ်တပ်ဘောမနဲ့အကောင်ကိုပတ်သက်နေတဲ့မင်းသမီးဆိုတာလေစစ်တပ်ဘောမတွေပဲ။ သူကလည်းတိုးတိုးတိတ်တိတ်စစ်တက်ကိုပေါ်มาပြီးတော့သူတို့ဟိုကပေးလို့သူတို့ကျွေးလို့ပေးရင်ကျွေးရင်သူကတို့ပေးယူမများလို့လေပြဿနာတွေတက်နေကြတာစောက်ပြဿနာတွေတက်နေရဟောဒီတည်င်းတွေကိုအရင်မရဖက်မရလေစိတ်ဝင်စားနေကြတဲ့ဟာတွေခင်ဗျားတို့မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ဟာတွေတော့ခင်ဗျားတို့တည်င်းဖုံးလို့ရှောက်လို့နေကြတယ်ကိုယ်နိုင်ငံဖြစ်ပြနေတာလက်ရှိမှာတော်လန်ရေးတဲ့ဘက်မှာရောစစ်ခွေးလောက်ခံပြည်သူဘက်မှာရောရှိတဲ့အခြေခံလူသားသားတွေရောလူမျိုးတုံးပြီးအသက်ခံနေရတယ် လူမျိုးသုံးသက်ခံရပြီเนาะအများပြည်သူတွေဒီလိုဒုက္ခရောက်နေရတယ်ခမားတို့ကစိတ်ဝင်စားမရှိကြဘူးဘာလို့လဲငါတို့မိသားစုငါတို့နဲ့မဆိုင်သေးလို့လားငါတို့မထိသေးလို့လားငါတို့အိမ်ရှိကိုရောက်မလာသေးလို့လားမပူနဲ့ခမားတို့အိမ်ရှိကိုခမားတို့စိတ်မဝင်စားခြင်းနဲ့စိတ်ဝင်စားဖို့ရောက်လာလိမ့်မယ်နော်စိတ်ဝင်မစိတ်မဝင်စားခြင်းနဲ့စိတ်ဝင်စားလာလိမ့်မယ်ခမားတို့အိမ်ရှိတဲ့တဲ့ကိုရောက်လာမယ် ငါတို့ကကုမ္ပဏီပန်ရှင်တထေးတွေပါငါတို့ကယရနာပန်ရှင်တထေးတွေပါငါတို့ကငွေကြေးတက်နိုင်တဲ့တထေးတွေပါခင်ဗျားတို့ဘယ်လောက်ချမ်းသာချမ်းသာခင်ဗျားတို့စက်သက်စားမကုန်အောင်ချမ်းသာတဲ့လူဖြစ်ပေစီတော်လန်ရေးတွေဖြစ်လာလို့မျိုးပေါ်မှာပေါ်ဆောင်လာလို့တိုက်ပွဲတွေဖြစ်လာပြီဆိုရင်ခင်ဗျားတို့အိမ်ရှိရောက်လာခင်ဗျားတို့လည်းခွေးပြေးပြေးဖို့ပြင်ဟာခွေးပြေးပြေးဖို့ပြင်တာကျလို့တော်လန်ကြီးတိမ့်ပိုက်ထားကတိုင်တိမ့်ပိုက်ထားတဲ့နေရာကပြည်သူတွေကတော့ပြေးနေရတဲ့ချိန်တွေများလို့လူမျိုးသုံးသက်ခံရတဲ့များနေတော့ အေးထူးနေပြီမြို့ပေါ်တွေကလုံးဝဒါမျိုးမခံစားဘူးသေးတော့စိတ်မဝင်စားကြဘူးစာနာစိတ်မရှိဘူးကိုချင်းစာစိတ်မရှိကြဘူးအဲ့တော့ခင်ဗျားတို့မြို့ပေါ်တွေတိုက်ပွဲဖြစ်လာပြီဆိုရင်တော့ခင်ဗျားတို့ခင်ဗျားတို့စက်သက်စားမကုန်တဲ့စီးစိမ်တွေရှိလဲထားပစ်ခဲ့ပြီးခွေးပြေးပြေးရမှာနော်ခွေးပြေးပြေးရမယ်ငါတို့အင်းရှင်ငါတို့နေရမရဘူးငါတို့နဲ့မဆိုင်ဘူးငါတို့မပါတဲ့အတွက်ငါတို့အပိအမြောက်မလုပ်တဲ့အတွက်ငါတို့ဘာမှမလုပ်နိုင်ဘူးဆိုပြီးတော့အဲ့ဒီအပြင်းမင်းရတွေ့တာ ခုလက်ရှိမှာခမည်းတော်ခုစိတ်မဝင်စားနေတယ်သူတို့မြန်မာနိုင်ငံမှာတော်လန်ရေးစစ်ခွေးအာဏာယူလက်လွတ်ထားတဲ့တော်လန်ရေးတိုက်ပိုက်ထားတဲ့နေရာတွေဆိုရင်အညာမြေကအညာသူရဲ့အိမ်တွေဆိုရင်ကြောင်တလင်းခေါင်မိရှုပ်ပြီးသွားပြီအများပြည်သူတွေလည်းအသက်ခံရတဲ့သူတွေလည်းရှိတယ်လို့လုတ်အောင်ပြီးလို့လည်းခွေးပြေးပြေးရတဲ့သူတွေလည်းအများကြီးဒီဘက်မှာကခမည်းတော်တို့လင်နာယူမယ်တဲ့ရန်ယူစိတ်ကိစ္စတွေကိုစိတ်မဝင်စားနိုင်ဘူးအသက်ကိုလုပြီးပြေးနေရတဲ့ဘဝတွေ ကိုယ့်ရဲ့အေအိုအေစည်းစိမ်တွေကိုပြစ်ပြီးအသက်ကိုမတည်အောင်လူပြီးပြေးနေရတဲ့အချိန်သာဖြစ်နေတယ်မြန်မာနိုင်ငံမှာနော်မြန်မာနိုင်ငံမှာကိုဒီဘက်တဲ့ချမ်းမအဲ့လိုပြေးလွှားနေရတယ်ခွေးပြေးပြေးနေရတယ်အသက်ကိုလူပြေးပြီးအိမ်နေမှာပြန်တင်းခေါင်မိချုပ်ခံနေရတယ်အော်ပြောလိုက်အောင်အဲ့ဒါက PDF တွေရှိလို့တော်လန်ရေးတွေရှိလို့တိုက်ပွဲတွေဖြစ်နေလို့ချုပ်ခံရတာချုပ်မှာပေါ့ဆိုတဲ့စကားပြောအေးမြန်မာတနိုင်ငံလုံးကိုလာတော့မယ်တိုက်ပွဲဆိုတာက အဲ့ဒီကြတော့နင်တို့မြို့ပေါ်တွေလည်း PDF တွေရှိလို့ဆိုပြီးတော့အရှုတ်ခံရတဲ့ခါကျရင်နင်တို့လည်းခွေးပြေးပြေးထား PDF တွေမရှိ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 တိုက်ပွဲဖြစ်လာရင်နင်တို့ခွေးပြေးပြေးရမှာနော် PDF တွေရှိလို့မဟုတ်ဘူးနင်တို့ရဲ့စစ်ခွေးတွေက လူရုပ်မာတွေကတိုက်ပွဲဖြစ်လာပြီဆိုရင်ဆိုင်ဆိုင်မဆိုင်ဆိုင်ဤသူဝေနိုင်ငံလေသားတွေလုံးမလို့တော့ဘူး အားလုံးကရန်သူဖြစ်ပြီးသူအဲ့တိုက်ပွဲဖြစ်တဲ့နေရာကလူတွေဆိုအားလုံးကရန်သူပဲသူပြည်သူတို့တမတာမဟုတ်ဘူးအဲ့လိုနေရာလေးဆိုမိုးကုတ်လိုဟာမျိုးကြီးလိုက်တကယ်မိုးကုတ်လိုမြို့ကြီးတော့မှတကယ်ဒေါ်လာကြီးတွေနိုင်သွားပြီလဲပြောနင်းတို့မာလီမြို့ရန်ကုန်မြို့တွေမြို့ကြီးတွေလည်းအဲ့လိုနိုင်သွားပြီဆိုရင်တွေ့တဲ့များလူကိုရန်သူလို့ဝတ်တမပါနင်းတို့ထောက်ခံတာတွေသူတို့ထောက်ခံတာတွေမထောက်ခံတာတွေအားပေးရအားမပေးရတယ်မလို့ချင်ဘူးသူကရတတ်မှာပဲသူတို့ခိုင်းချိုင်းခိုင်းတာလေစစ်ကိုတွေကလည်းမဲမဲမြင်ရတတ်မှာအကုန်မူးရှို့မှာ အကုန်ပြစ်ချမယ်ဒါကြရင်ငါတို့ဒီဘက်မှာပြေးနေရတယ်မင်းတို့လည်းပြေးဖို့သာပြင်ထားเนาะစိတ်ဝင်စားဖို့ဆိုတဲ့ဟာလေဒါတော့နိုင်ငံကြီးပြက်စုပ်ပြက်တက်နေတာကိုအရင်မရဖတ်မရတွေကတည်င်းမြန်မာနိုင်ငံရဲ့တည်င်းကိုဖုံးလောက်အောင်ခင်ဗျားတို့ကတော်တော်စိတ်ဝင်စားကြတဲ့ဟာလေဒီပေါ်ခင်ဗျားတို့စိတ်ဝင်စားတဲ့ဒီနေ့ကျရင်စိတ်ဝင်စားတဲ့နေ့ရောက်လာလိမ့်မယ်စိတ်မဝင်စားရင်လည်းစိတ်ဝင်စားတာလူရုံမှာ မာလာစစ်ခွေးအာနာယူကြီးကိုဝိုင်းမီထောက်ခံအားပေးအားမြောက်လုပ်နေတဲ့တလန်တရှူစစ်ခွေးတလန်တရှူတရင်ပေးအောက်တန်းစားတလန်အကောင်နေနော်နင်တို့လည်းသမင်းစားနေပြီအုံနောက်မရှိကြဘူးလားသမင်းစားနေပြီနင်တို့မိဘမွေးပေးလိုက်တဲ့အုံနောက်ကမရှိတော့ဘူးလားနင်တို့မှလေအစိုးအကောင်အမှားအမှန်တရားတာကမတရားတာကို 回家不能懂得能力，身上一堆娘、五老娘，没睡觉了。过，确实算过他们过傻皮了。小娘呢，奥丹沙死的呢，突然得笑，突然得笑，突然被奥丹沙的呢。一些傀儡马阿拉阿那有路的死个，你侬来西嘛？那年老个基督的个公头开药，把皮头开便宜的阿片。 တို့ရဲ့စစ်တန်တီတဲစစ်သားတွေအောက်ခြေစစ်သားတွေကိုလည်းရရဆက်ဆက်အသေးခံခိုင်းပြီးတော့အောက်ခြေစစ်တီတော်တွေရဲ့မိသားစုတာမယားတွေကိုလည်းကောင်းကောင်းမွန်မွန်နဲ့ကြံ့သွားလို့ကောင်းကောင်းမွန်မွန်နဲ့ခေါ်ထားဆောက်ရှောက်ထားထောက်ပံ့ထားလဲဆိုတာရှိသလားညီတို့သမင်းစားနေတဲ့အုံနောက်နဲ့ဆိုရင်ဒီလူတွေတလောက်ရှုံမာပြီးတော့ရုံညံ့ပြီးမတရားတဖြစ်နေလုံနေတာကိုသိရတဲ့ညီတို့မှသမင်းစားနေပြီးတော့အသိဉာဏ်မဲ့နေတာဟွန်း နော်အောက်တန်းစားစိတ်ဓာတ်ကြီးကဒီစစ်အာဏာယူမအလာကလူရကာပြည်သူရကာတနိုင်ငံလုံးကိုလူမျိုးသုံးသပ်ဖြစ်နေတဲ့ပြင်မတရားတဲ့ဖြင့်သူတို့ရဲ့လူတစုကောင်းစားရေးအတွက်ကိုရုပ်ရုပ်မာမာရုပ်ရုပ်ကန်ကန်အောက်တန်းစားပြီးပြီးလှုပ်နေတာတိတိကြီးနဲ့ညီနိုးကအောက်ခြေကနေခွေဝဲစားပြီးပြီးအောက်ခြေက ခွေဝဲစားပြီးပြီးအမီးနဲ့တနက်နက်နဲ့ခွေဝဲစားပြီးပြီးနော် အောက်ခြေကခွေးဝဲစားပြီးပြီးခွေးအကြီးကြီးကိုခွေးအကြီးကြီးကိုလမ်းပေးခွေးဝဲစားတင်းတင်းလေးတွေကခွေးအကြီးကြီးတွေကိုလာရင်မျက်နှာလိုမျက်နှာရလာလို့ရှိရင်အမိလေးတနတ်နတ်နဲ့အဲ့ဒီအပုံစံနေလို့ပုံစံအခြေနေလို့ရဲ့ဘဝရဲ့အခြေအနေကအဲ့ဒီအခြေအနေဘဝပုံစံနော်ခွေးစစ်ခွေးအကြီးကြီးတွေလာလို့ရှိရင်အင်အားကြီးလို့ဟိုဟာစစ်ခွေးအင်အားကြီးကကြီးတော့ကြတော့ညို့လမ်းပေးအောက်ခြေဖားရတဲ့ဒလန်တဲရှုဘောမအကောင်တွေက ခွေးဝဲစားတွေပြီးပြီးအမိလေးတနန်းနဲ့ဖင်ကြားလေးကိုအမိလေးကုတ်နေအောင်ကြောက်ရတဲ့အမိလေးတနန်းနဲ့အကောင်တွေကတခြားသူများတိုင်းတို့ပြည်သူလူထုများသောပြည်သူလူထုဒီစစ်ခွေးအာနာယူယူမကြိုက်လို့ဟိုတော်လန်ပြီးပြောဆိုပြီးတော့နိုင်ငံရေးမှာပါဝင်တဲ့တော်လန်နေတဲ့သူတွေလူတွေကိုလည်းမရရအောင်တည်င်းနေစုံစမ်းပြီးတော့ကိုထမဲကိုစားပြီးအောက်တန်းစားပြီးပြီး ဒုက္ခရအောင်ပတ်ပြီးတည်င်းပေးမယ်တည်င်းနေတိုင်မယ်တည်င်းနေစုံစမ်းမယ်ဒီလူရဲ့စိတ်မြစ်တွေကိုလိုက်ပြီးတော့တည်င်းပေးလုပ်မယ်ညို့သမင်းစားနေပြီးအသိဉာဏ်မဲ့ပြီးအောက်တန်းစားကြလုံးနဲ့ခွေဝဲစားပြီးပြီးဘဝကိုရောက်နေတာဆိုတော့ညို့ကိုညို့မသိတာနော်ညို့ကိုညို့မရှက်တတ်တာဒီစခွေမာလာအာနာယူတဲ့တိုက်က တနိုင်ငံလုံးကပြည်သူတွေကိုလူမျိုးသုံးတတ်ဖြတ်နေတဲ့အကောင်တွေအောက်တန်းစားတွေမှမသိရလားလူရုပ်မာတွေကလူရုပ်မာကိုဝိုင်းရနေဆိုတာဒါတွေကိုပြောတာအေးနင်တို့အဲ့လိုမျိုးလူ၎င်းကိုပတ်ပြီးတော့ဒုက္ခရအောင်ဖိအားလေးပေးခိုင်းမယ်ဖမ်းခိုင်းမယ်တတ်ခိုင်းမယ်ဖမ်းဆီးချုံလောင်ခိုင်းမယ်ရဲရဲဆဲဆဲနှိပ်စက်ခိုင်းမယ်မတရားတွေအနိုင်ကျင့်ခိုင်းမယ်ဆိုရင်နင်တို့မိသားစုနင်တို့သားသမီးနင်တို့အလှဲ့ဆိုတာလည်းရောက်လာအောင်မယ် နော်ဝိဆိုတာတံပြန်ဆိုတာလာမယ်နော်ညင်တို့အလှဲ့ကြရင်ညင်တို့ပြုံးပြုံးကြီးခံဖို့ပြင်ထားအေးမြန်မာလူမျိုးဗုဒ္ဓဘာသာလူမျိုးတွေကများသောအားဖြင့်ဝိဆိုတာဘဝမကူးဘူးယခုလက်ရှိမှာကိုတံပြန်လာမယ်ညင်တို့ရဲ့စိတ်ရင်းစိတ်တဲ့အယုံညံ့အောက်တန်းစားစိတ်တဲ့ပြီပြီအတိုင်းသူများတွေကိုဒုက္ခပေးခဲ့တဲ့မြတ်ဟာလို့ညင်တို့အုံနောက်ထမမှတ်ဉာဏ်ကြီးတွေးထားအောင် အဲ့ဒီဟာတွေခံရခံရဖို့အတွက်ငါတို့မိသားစုသူများမိသားစုတွေကိုဘယ်နှစုဒုက္ခပေးပြီးပြီလဲသူများတွေကိုဘယ်နှရောက်ငါတို့ကြောင့်ဒုက္ခရောက်သွားပြီလဲလူတကာသူများတွေအသက်တွေငါတို့ကြောင့်ဘယ်နှရောက်တည်သွားပြီပြီလဲဆိုပြီးညီတို့မှတ်ညံထဲမှာခေါင်းထဲမှာတွေးပြီးတော့မှတ်ထားဘယ်နှရောက်ဘယ်နှစုရှိသွားပြီဆိုတော့အဲ့ဒီအတိုင်းနဲ့ညီတို့လောက်ခတ်သမျှအရာတွေအလုံးလောက်ရက်တွေညီတို့အောက်တန်းစားပြီးပြီလောက်ရက်တွေအတိုင်းကိုညီတို့ပြန်ခန်းစားရမယ် ညီတို့နှစ်ဆ၃ဆမကခန်းစားမမှတ်အောက်တန်းစားစိတ်တဲ့အကောင်နေသမင်းစားနေပြီးအုံနှုံညာမရှိတဲ့အကောင်နေလူယုံမာကိုတည့်ရတဲ့နဲ့လူယုံမာကိုအပေးဝိုင်းရထောက်ခံတာလေညီတို့လည်းအာကူတို့ကြည့်မိတည်ရင်ညီတို့အပေပုံဘွားမှာလူမဖြစ်တဲ့လူပြန်မဖြစ်တဲ့အပေပုံဘွားချီးထက်ယွန်းတဲ့ဘွားတွေရောက်မှာနော်အဲ့တော့လက်ရှိဘွားမှာလည်းညီတို့သူများကိုဒုက္ခပေးတဲ့အတိုင်းမှာညီတို့တံပြန်ပြန်ခံစားမှမှစစ်တကစစ်ခွေးလူယုံမာလေဒီတလန့်တရှို ဘောမအကောင်တွေရဲ့သာသမီမိသားစုတွေကစစ်မှုထမ်းခိုင်းနေဟမ်ဒီဒလန်နေတရှိုးတွေဒူရကာကိုပတ်ပြီးဒုက္ခပေးနေတဲ့အကောင်တွေစစ်ခွေးမအားလားအာနာယူယိုမြောက်ပင်ပေးပြီးတော့မတရားပြည်သူတွေကိုဒုက္ခရအောင်ဖိနှိပ်ခံဖမ်းဆီးခံတပ်ဖြတ်ခံနှိပ်စက်ခိုင်းပြီးဒုက္ခပေါင်းစုံရအောင်ကြံပေးနေတဲ့ ဒလန်တရှိုးသတင်းပေးအကောင့်တွေကိုစိတ်မှုထမ်းဖို့သူတို့လည်းစိတ်ရင်းအကောင့်တွေညီတို့အားပေးထောက်ခံနေတာသူတို့ကရဲရဲဝံ့ဝံ့ကိုအားပေးထောက်ခံနေတဲ့အတွက်သူတို့ရဲ့မိသားစုတာသမီသူတို့နဲ့အတူကိုစစ်တပ်ထဲမှာစိတ်မှုထမ်းဖို့သူတို့ကိုအရင်ဆုံးစိတ်ရင်းအကောင့်ပြီးထမ်းခိုင်းဒီအကောင့်တွေကြတော့တယောက်မှမပါဘူးအများပြည်သူလူတို့လူလူကားကိုအောက်ခြေလူလန်းစားတွေကိုပတ်ပြီးတော့စိတ်မှုထမ်းနေအတင်းအဓမ္မခေါ်ခိုင်းပေါ်တာတွေအတင်းအဓမ္မဆွဲခိုင်းအဲ့ဒီဒလန်တရှိုးဘောမအကောင့်တွေကိုလည်း 都罗没大做孽，都罗大的米得个高罗哦。什么厂莫什么大咧了，衰看哩，适应了赖高哩，靠看哩。只都高呢，只要我们保护。不是个的来我嘛，好嘛好嘛呢，不是个得得好你家了讲，喏。在去年子，过年上过头热那，卖我搞高嘛没点烟物呢，哎都帮你呢，搞高你点烟咯，了家个百多快币，好你了，亏的是亏的是亏，宝马不是搞的烂的兄弟。 ဒီလိုအကောင်တွေကိုကျတော့စစ်မှုထမ်းဖို့စစ်ပေါ်တာဆွဲဖို့ဟာလေခေါ်ကြလေအဲ့ဒီဟာတွေကိုညင်တို့ကိုအထောက်ခံအားပေးနေတာစစ်အင်အားလုံးနေတာမဟုတ်လားခြေကံလူရန်စားတွေမတရားတဖြစ်နေခေါ်နေမှာအစညင်တို့ကိုအားပေးဝိုင်းရံထောက်ခံနေတဲ့အဲ့ဒလန်တရှိုးတွေဘောမတွေဒီဒီလိုစစ်တပ်ထောက်တိုင်တွေကိုသူတို့သားသမီးသူတို့မိသားစုသူတို့နဲ့အတူကိုစစ်တပ်ထဲအဲ့ပေါ်တာဆွဲစစ်မှုထမ်းခိုင်း နော်နင်တို့မတရားတဖြစ်နေမလုံနဲ့မြင့်မြတ်တတလုံနင်တို့အားပေးဝိုင်းရနေတာတို့ကနင်တို့တအားချစ်လို့နင်တို့မတရားအားပေးထတာအဲ့တော့ဒီလောက်အခိုင်မာအားပေးနေတဲ့စစ်တပ်ထောက်တိုင်တဲ့ဘောမကြီးအဲ့ဒီစစ်ခွေးတလန်တရှုတရင်ပေးတဲ့ကောင်ကစစ်အဲ့စစ်မှုထမ်းခိုင်းစစ်ဘော်ဒါဆိုပြီးစစ်မှုထမ်းခိုင်းဒီအကောင်တွေတလောက်များနေနင်တို့ခေါအောင်ကြအောင်ခေါ်ကြလိရှာကြလိဒီအကောင်တွေကြတော့မခေါ်ဘဲနဲ့တို့တခြားသူများတာသမီးမိသားစုတွေပတ်ဒုက္ခပေးမိနေတယ် နော်ညီတို့လေညီတို့တံပြန်အလှဲ့ဆိုတာလာမယ်တလန်တဲရှုသတင်းပေးကောင်းနေနော်တည်ချင်းစိုးနဲ့တည်ဖို့ပြင်ထားကြစစ်ခွေးလက်အောက်ခံမှာနေနေရတဲ့အခြေခံလူရင်းစားပြည်သူတွေကိုလည်းကျမတို့ကခဏခဏတတိလဲပေးပါတယ်ခဏခဏအကြံလဲပေးနေပါတယ်ကျမတို့ဒီဘက်ဒီကူမှာနေလို့ရတယ်ဆိုတဲ့အကြောင်းအကြံလဲပေးနေပါတယ်ဒီအခြေခံလူရင်းစားဆိုတာကိုယ့်ရဲ့အခြေခံလူစားလူရင်းစားတွေရဲ့တနေ့လုံးမတနေ့စားဆိုရင်ဘာမှကိုယ်မှာကစိတ်မချစရာစီးစိမ်ဥစ္စာတွေရှိတာလည်းမဟုတ်ဘူးနေနာမဟုတ်ဘူးနော် ကိုလည်းအတူတူပဲဘာမှမမောစရာမရှိမဲ့အတူတူတော့ကျမတို့ရရတဲ့နေရာရောက်တဲ့နေရာမှာဖြစ်အောင်လုပ်ကြစားလို့မသေးဘူးအရေးကြီးတယ်။ထမင်းထမင်းနဲ့မောင်တော့ဘယ်နေရာဖြစ်ဖြစ်လှုပ်စားလို့ရတယ်။ဘယ်နေရာဖြစ်ဖြစ်ကုညီမဲ့သူဝမ်းဝဲမဲ့သူရှိတယ်။ဒီလိုဒုက္ခရောက်နေတဲ့သူလာလို့ရှိရင်ပိုးတော်တော့ကုညီကြအောင်မယ်။ဒီလိုအခြေခံလူတန်းစားတွေကိုဒီမျိုးပေါ်ဒီမှာမနေကြဘဲနဲ့လွမြောက်ရနေမြေတွေမှာလုပ်ကြစားတော့လို့ရအောင်ရှောင်ကြဖြစ်ကြပါ။ မြို့ပေါ်မှာပဲနေပေတီပြီးကတ်နေမယ်ဆိုရင်ဒီပေါ်တာဆွဲခံရတဲ့ဘဝတွေကအသေးခံခံရတဲ့ဘဝတွေကပါနေအောင်မှာပဲပါသားပြီဆိုမှတော့ရှင်တို့လိုင်းပေါ်တက်ပြီးငိုကြွေးပြနေလေဘသူမှဘာမှလုပ်မပေးနိုင်ဘူးဘသူမှလည်းလာမကဲနိုင်ဘူးနော်ကျွန်တော်ကလေးတွေယောက်ျားတွေပါသွားလို့ကျမတို့လိုက်ခေါ်ပေးပါဆိုတော့ဘသူကမှလိုက်ခေါ်မပေးနိုင်ဘူးဒီစစ်ခွေးလူယုံမာတွေကသူတို့ကိုယ်ရင်ကထားရနေဆေးရသွားဆိုတော့ပုံစံမျိုးပြည်သူတွေကိုသူတို့လက်အောက်ကပြည်သူတွေကိုဒီလိုထားထားတာအဖိနှိမ်ခံနင်းပြဘွားအနင်းပြခံဘွားကိုထားထားတာ အဲ့တော့သူတို့ခေါ်ရင်လိုက်ရမှာပဲသူတို့တေဆိုရင်တေရမှာရှင်တော့ရှင်ဆိုရင်ရှင်ရမှာဒီလိုဘဝတွေကိုရှင်တို့ဆက်မနေပဲနဲ့အဓိကအခြေခံလူလန်းစားတွေရှင်တို့ကိုပြတ်မှတ်ထားတာတွေအခြေခံလူလန်းစားတနေ့လုံးမတနေ့စားရတဲ့လူတွေပြတ်မှတ်ထားတာတွေငွေတက်နိုင်တယ်တော့ငွေထိုးလို့ရတယ်တော့ငွေဆိုမဟုတ်တော့တမန်တိုက်ပြီးခိုးနေတဲ့အဖွဲ့တွေဆိုတော့ငွေကိုတလောပုံပြီးရင်ငွေထိုးနိုင်တဲ့သူဆိုမခေါ်ဘူးမထိုးနိုင်တဲ့အခြေခံလူလန်းစားတွေကိုတွန့်ထိုးပါမှာအဲ့တော့ဒီလိုမျိုး ဒုက္ခရောက်ခံပြီးတော့စက်ပြီးနေနေမဲ့အစားတော်လန်ရေးရကတိမ့်ပိုက်ထားတဲ့နေရာတွေကမှာတော်လန်ရေးတွေကိုပါဝင်မပူပေါင်းခြင်းဘူးမတော်လန်ခြင်းဘူးကျွန်တော်တို့နိုင်ငံရေးမလုပ်ခြင်းဘူးဆိုရင်ကိုဘကိုအေးအေးစစ်စစ်လောက်ကင်စားတော့လို့ရတယ်ကိုဟာကိုတော့လောက်ကင်စားတော့မှကိုတက်ရတယ်ကိုလောက်ကင်စားတော့ကြနော်ဒီလိုမျိုးတော်လာရေးဘက်ကဟာရီရလဲအကြံပေးပြီးဖိတ်ခေါ်ထားပြီးသားဒီအဖိနှိမ်ခံမတရားအစွဲခံဘဝကြီးကိုထပ်ပြီးတော့တို့လာခုံမဲ့အချင်းကိုစောင့်စားပြီးနေနေအောင်မှလာတလောက်ကျမတို့အကြံပေးထားတယ်လေ ဒီလိုမျိုးတွေခေါ်တော့ပါမယ်ဒီလိုမျိုးတွေရေးရဆက်လုပ်တော့ပါမယ်လို့လည်းခဏခဏလည်းပြောပြထားတယ်အဲ့တော့ဒီလိုပေတပြီနေတော့လက်ရှိမှာဘာတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်ဖြစ်တိုက်ပွဲတွေမှာသူတို့ရှုံးခတ်သမျှသူတို့ရှုံးနေပြီဟိုဘက်မှာစစ်သားတွေတအားကြနေပြီဆိုရင်ရှင်တို့မျိုးပေါ်လူတွေကိုမတရားဆွဲခိုင်းတော့မှာဟိုဘက်မှာလူအင်အားနေနေပြီဒီဘက်ကိုရအောင်ဆွဲတော့ရအောင်ခေါ်တော့ဆိုလာတော့မှလीအဲ့တော့ပါသွားပြီဆိုမှငိုကြွေးပြပူဆွေးပြတယ်လို့ဘယ်မှလိုက်လို့မရဘူးဘသူမှအကူကြီးတောင်းလို့မရဘူး နောက်ဆုံးကံကောင်းထောင်းမလို့ပြေးတဲ့ရင်တော့တော်လိုင်းရေးဘက်ကိုတော်ပြီးပြေးလို့ရတယ်ရှင်တို့သားသမီးယောက်ျားတွေပေါ့နော်မပြေးတဲ့လို့ကံမကောင်းလို့ပါသွားရင်အရှိမအသေးခံခိုင်းပြီးတော့အသေးသွားမှာပဲအသေးခံခိုင်းမှာပဲဒီလိုမျိုးဘဝတွေကိုဆက်ပြီးနေနေအောင်မလားပြီးတော့မြန်ဒီကိုနိုင်ငံမှာတနိုင်ငံလုံးဖြစ်နေတဲ့ကိစ္စကြီးမှာတော်လိုင်းရေးမှာတော်လန်နေတဲ့ကလေးတွေကလည်းကျမတို့တော်လိုင်းရေးကတည်သူတွေပဲရှင်တို့တို့ပြည်သူတွေပဲလက်သုံးချောင်းတော်မီဆန္ဒပြခဲ့ပြည်သူတွေပဲ တကယ်ဆိုရှင်တို့အားလုံးကစီလုံးရမယ့်အချိန်ရောက်နေပြီစီလုံးရည်ညွှန်းရမယ့်အချိန်ရောက်နေပြီတော်လန်ကြီးကလေးတွေဘက်ကခမရတို့ဝိုင်းဝန်းပြီးကုပိုင်နဲ့အောက်ပါနိုင်တဲ့ဘက်ကနေအားအင်းနေပြည့်ပြီးတော့ပါဝင်ပေးဖို့လိုပြီကုညီပေးဖို့လိုပြီတကယ်ပြောနေတာလက်ရှိမှာဒုက္ခတွေကမလွတ်မြောက်နိုင်ဘူးဒီဒုက္ခတွေကရှင်တို့ဒီတိုင်းနေနေလို့လည်းမလွတ်မြောက်ဘူးအကုန်လုံးဝမ်းမြူသွားမှာနော်အဲ့တော့ရှင်တို့အဲ့အရာတွေကိုအတတ်နိုင်ဆုံးကတော့ပြည့်သူဘတ် ော်လာရေးဘက်တွေပူပေါင်းပြီးတော့ပါဝင်ဒေါ်လာပေးရင်ပို့ပြီးတော့အကောင်လုံးဖြစ်နိုင်တယ်ဒီဒုက္ခတွေအများဆုံးလွတ်မြောက်လာနော်အဲ့တော့ပါဝင်ပူပေါင်းနိုင်တဲ့လူတွေပါဝင်ပူပေါင်းပေးကြပါပါဝင်မပူပေါင်းနိုင်လို့ကျမမအေးစစ်စစ်နေချင်တယ်ဆိုလဲဒေါ်လာရေးဘက်တွေမှာလာရောက်ပြီးလောက်ကန်စားတောက်လို့ရပါတယ်ကြောက်ကြံပေးထားတာကိုစက်ပြီးပေါ်တာအစွဲခံပြီးစစ်မှုရမ်းနေထမ်းခံပြီးတော့အသေးခံခိုင်းတဲ့နေရာကိုစောင့်ပြီးတော့နေနေအောင်မဆင်းတော့ရှင်တို့ရဲ့ကံတရားအတိုင်းမနေရမှာပဲเนาะ ကျွန်တော်တို့ကတော့အစိမ်းမကောင်းပါဘူးဆိုတော့တွေးနေပဲတွေးနေရမှရှိတော့မှာပဲကျွန်တော်တို့တော်လန်ရေးရဲဘော်အဖွဲ့အစည်းများအားလုံးပေါ့နော်တော်လန်ရေးဘတ်တော်သားအဖွဲ့အစည်းများအားလုံး ਨੇ တော်လန်ရေးဒီ PDF အဖွဲ့ပကဘအဖွဲ့ပြည်သူ local အဖွဲ့နဲ့ပြည်သူတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ਨੇ ဒီပြည်သူမျိုးပြယူကြည်နဲ့ပြည်သူဘတ်တော်သားအားလုံးမှန်သမျှကိုစီလုံးစေခြင်းပါတယ်လို့အားလုံးညီညွတ်စေခြင်းပါတယ်ယခုအချိန်မှာကလူရုံမှာအာနာယူမင်းအောင်လှိုင်ရဲ့ အောက်တန်းစားပြီးပြီးအောက်တန်းကြကြနဲ့လူယုံမာကပြီးပြီးတတလုံနေတဲ့အတွက်ရန်သူပြီးပြီးလုံနေတဲ့အတွက်ကျမတို့ဒေါ်လာရေးဘက်ကအဖွဲ့တွေကအဖွဲ့တွေကွဲနေလို့လည်းမဖြစ်ပါဘူးတစ်ဖက်နဲ့တစ်ဖက်ကွဲနေလို့မဖြစ်ပါဘူးရှင်အရေးကြီးနေပါတယ်စီလုံးဖို့လိုပါတယ်ရှင်ရန်ရေးကြီးပါတယ်အဖွဲ့တွေကွဲပြီးတော့တစ်ဖက်နဲ့တစ်ဖက်တွေသူ့နယ်မြေကိုယ်နယ်မြေတွေခွဲနေဘဝတွေကအဲ့ဒီရာလုံနေရမယ့်အချိန်လည်းမဟုတ်ပါဘူးသူ့ဘက်သားကိုယ့်ဘက်သားတွေခွဲနေရမယ့်အချိန်လည်းမဟုတ်ဘူးသူ့အဖွဲ့ကိုယ့်ဖို့လို့ ကွဲနေရမယ့်အချိန်မဟုတ်ပါဘူးရှင်စီးလုံးဝမယ့်အချိန်မှာရှင်အဲ့တော့ကိုယ့်အဖွဲ့တွေအားလုံးစီးလုံးမှသာဝိုင်းဝန်းမှသာဒီတော်လန်ရေးရအောင်မြင်မှာကျွန်တော်ဒီနေရာတွေနေမြေတွေအာနာတွေဆိုတာကဒီလူရုပ်မှမအားလားအာနာယူးယူအမြင့်ပြတ်အောင်ဖြုတ်ပြီးပြီဆိုမှကိုယ့်နေရာကိုယ့်ဒေသလို့ခွဲပါကိုယ့်နေရာကိုယ့်ဒေသကိုယ့်နာမည်ကိုယ့်အဖွဲ့တွေခွဲကြပါလက်ရှိမှာက မလွတ်လပ်သေးပါဘူးမလွတ်မြောက်သေးပါဘူးမလွတ်မြောက်သေးပါဘူးနိုင်ငံတော့နိုင်ငံတော်လန်ကြီးရမအောင်မြင်သေးပါဘူးမအောင်မြင်သေးတဲ့အတွက်ဒီတော်လန်ကြီးကိုပြီးဆုံးအောင်အောင်မြင်အောင်ဝိုင်းဝန်းပြီးစစ်စစ်လုံးလုံးလုံးမသားလင်းဒီစစ်ခွေးတွေကိုအမြင့်ပြတ်အောင်ဖြုတ်နိုင်မှသားလင်းကျမတို့တော်လန်ကြီးရအောင်မြင်မယ်လို့သာပြောနိုင်မှာပါအဲ့တော့တော်လန်ကြီးတိုင်းရင်းသားအဖွဲ့တွေရောပြည်သူ့ဘက်ကအဖွဲ့တွေအားလုံးလို့ပါနော်ပြည်သူ့လိုကဲတို့ပြည်သူ့ဘက်ကဗပီဒီရအကုန်လုံးပေါ့ တယောက်နဲ့တယောက်စိတ်ဝမ်းကွဲနေတာတွေနေရအဖို့တွေကွဲနေတာတွေလောက်ကွဲနေတာကွဲနေရလဲအုပ်ချုပ်ရေးကွဲနေတာဒါမျိုးတွေကိုမဖြစ်စေချင်ဘူးပြဿနာတွေမဖြစ်စေချင်ဘူးတယောက်နဲ့တယောက်ရန်နေမဖြစ်စေချင်ဘူးဘလောက်ကြီးပဲမုန်းနေတဲ့သူဖြစ်ဖြစ်ဘလောက်ကြီးပဲမတည့်တဲ့ဖြစ်ဖြစ်ဒီချိန်မှာအားလုံးလက်တွဲပေးပါအားလုံးစီးလုံးပေးပါညီညွတ်ပေးပါပူးပေါင်းပေးကြပါကလေးအောက်ချေရဲဘော်တွေကိုလည်းကိုယ်ခေါင်းဆောင်ပိုင်းတွေပြဿနာဖြစ်ပြီးအဖွဲ့တွေကွဲနေရင်ကလေးတွေလည်းဟိုပြောမယ်ဆိုရင်တဖွဲ့နဲ့တဖွဲ့ချင်းနဲ့စိတ်ရှုပ်ပြီးတော့စိတ်အားငယ်လာတဲ့စိတ်တွေဝင်လာပါလိမ့်မယ် စိတ်တက်ကြရစရာတွေဖြစ်လာပါလိမ့်မယ်အဲ့တော့ညီမတို့ခေါင်းဆောင်မိုင်းအဖွဲ့ကြီးအားလုံးကအဖွဲ့ကြီးမကွဲပဲနဲ့စစ်စစ်လုံးလုံးနဲ့တညီတညွတ်ထဲတအူးအကြံနဲ့တအူးအကြံနဲ့မှုပြီးမှုပြုပြီးတော့ကျုံးကိုင်းနဲ့ကိုင်းကျုံးတယောက်နဲ့တယောက်အကြံညာလေးပေးပြီးနီးပြူဟာအကောင်းကောင်းလေးနဲ့ဒီလူရုပ်မှာစစ်ခွေးတွေအုပ်စုကိုဘယ်လိုအမြင့်ပြငါတို့ဖြုတ်နိုင်မလဲဘယ်လိုပူပေါင်းပြီးလောက်ရမလဲဆိုလေအတွေးခေါ်လေးတွေနဲ့အမြန်ဆုံးပူပေါင်းပေးပါစီးလုံးပေးပါအားလုံးပြည်သူတွေလည်း ဟိုနိုင်ငံရဲ့အချမ်းမှရှိတဲ့ကျမတို့ပြည်သူတွေအားလုံးလေးစားပါတယ်ထိုင်းနိုင်ငံတွေမှာရှိထောက်ပို့တွေအားလုံးလေးစားပါအများအားလေးစားအားကိုးပြီးဂုံယူနေလက်ပြဂုံယူနေပါတယ်